ထမြောက်ရကျမ်းခန်းကြီး25ထာဝရဘုရားကလည်းဤတေလာအမျိုးသားတို့သည်ငါအားလက်ဆောင်ပမာဏကိုဆောင်ခဲ့ရမည်အကြောင်းစစ်ဆိုလောကြီးညူသောစေရနာစိတ်နှင့်ငါအားလှူသမျှသောသူတို့၌တင်းဒီအလှကိုခံရမည်ခံရသောအလှဟုမူကရွှေငွေကြေးဝါပြာသောအထက်မောင်းသောအထက် နီရောအထက်ပိတ်ချောစိတ်မွေအနီစိုးသောတူးရီတဟာရှသာရီအကာရှတ္တာလဲရန်စီဖော်ဖို့မိရှုရန်နန့်တပောင်းမွေးဖော်ဖို့ရာနန့်တာမျိုးမိထုံးစီယာစီရှာဟန်ကြောင့်ရစ်ပရောဟိတ်တင်းတိုင်နဲ့ရင်ဖွဲ့ရစီစီယာ ကြောက်မြတ်တီးဟူသော အလှူကိုခံရမည်ငါသည်တင်တို့တွင် ကျင်းဖို့ရာဖို့တန်ရှင်းရာဌာနကိုလုံးကြစေငါပြသည်မသောတဲတော်ပုံတဲတော်ဒဇာပုံနှင့်အညီလောက်ရအလျာနှစ်တောင်ထွားအနံတတောင်ထွားဇောက်တတောင်ထွားရှိသောတိတ္တာကို အကာရှ တစ်သားနဲ့လှုပ်၍တစ်တာအတွင်းအပြင်ကိုရွှေစင်နဲ့မိုးမှန်ရတစ်တာအပေါ်နားပတ်လည်၌ကွက်တော်ရွှေတစားကိုလည်းလှုပ်ရရွှေလေးကွင်းကို တွင်း၍တစ်တာလေးတောင်း၌တမျက်နာနှစ်ကွင်းစီတိုက်ရအကာရှသာတဘိုးကိုလှုပ်၍ရွှေနဲ့မိုးမှန်ပြီးမှ တਿੱတာထမ်းစီရဖို့တပတ်တစ်ချက်ရွှေကွင်းထဲသို့လှူထားရမည်ထိုတဘိုးကိုလည်းတਿੱတာရွှေကွင်းထဲကမနှုတ်အစင်ရှိရမည်ငါပြီးတော့တတ်တီခံချက်ကိုထိုတਿੱတာထဲမှာထားရမည်အလျားနှစ်တောင်ထွာအနန္တတောင်ထွာရှိတော့တਿੱတာအဖုံးကိုလည်းရွှေနဲ့လောက်ရမည်ခေရုဘေနှစ်ပါးကိုလည်း တਿੱတာအဖုံးတွင်အလျားတဖက်တစ်ချက်၌ထုလောက်ရမည်ထိုခေရုဘိန်နှစ်ပါးကိုတਿੱတာဖုံးကိုယ်ထဲကထုတ်၍တਿੱတာဖုံးအပေါ်မှတဖက်တစ်ပါးစီလှုပ်ပြီးလျှင်ခေရုဘိန်နှစ်ပါးတို့သည်မျက်နှာချင်းဆိုင်၍တਿੱတာဖုံးကိုရှုလက်မိမိအတောင်ကိုဖြန့်၍တਿੱတာဖုံးကို မိုးရမည်တစ်တာအဖုံးကိုတစ်တာပေါ်မှာတင်ရမည်ငါပေးသောတတိခံချက်ကိုလည်းတစ်တာထဲမှာထားရမည်ထိုအရက်၌ငါသည်တင်နှင့်တွေ့၍တတိခံချက်ထားသောတစ်တာဖုံးအပေါ်ခေရုဘိနှစ်ပါးဆက်ကြားမှာတင်နှင့်နှုတ်ဆက်သည်ဖြင့်ဤတိလအမျိုးသားတို့၌စင့်ဆူရသည်မြတ်တို့ကို စီရင်မီ အလျားနှစ်တအနန္တတ အမြင့်တတောင်ထွားရှိသောစပွဲကိုလေအကာရှက်သားနှင့်လှုပ်၍ရွှေစင်မိုးမှန်ရပြီစပွဲအပေါ်နားပတ်လေ၌ကွက်တော်ရွှေတစားကို၎င်းအနံလောဝါရှိသောခပန်းကို၎င်း ခပန်းအပေါ်နားပတ်လည်၌ကွက်တော်ရွှေတစာကို၎င်းလှုပ်ရမည်ရွှေလေးကွင်းကိုလည်းလှုပ်၍ခြစ်တောက်လေးခုအထက်ဇပွဲလေးတောက်၌တိုက်ရမည်ထိုရွှေကွင်းတို့သည်ခပန်းပေါ်မှရှိ၍ဇပွဲထန်းစီယာတဘိုးနေယာဖြစ်ရမည်ဇပွဲထန်းစီယာအာကာရှတာ ထပ်ဘိုးကိုလှုပ်၍ရွှေနဲ့မိုးမှန်ရစပွဲနဲ့ဆိုင်သောလေပန်းဇွန်းအင်ဒိုလောင်းစရာဖလားများကိုလည်းရွှေစင်နဲ့လှုပ်ရငါရှိစပွဲပေါ်မှာရှေ့တော်မဟုတ်ကို အစင်တင်ရပြီမိခုံကိုလည်းရွှေစင်နဲ့လှုပ်ရမိခုံတိုင်းအစရှိသော အလက်များခွက်များဘူးဒီများ ကြာပွင့်များတို့ကိုတဆက်တီထုရမည်မိခုံတိုင်းတစ်ဖက်တစ်ချက်သုံးလက်စီထွက်ရအလက်6လက်ရှိရမည်မိခုံတိုင်းတဲကထွက်တော်အလက်သုံးလက်တွင်တလက်တလက်နဲ့ဘူးကြာပွင့်နဲ့တကွဘာရန်ဒီနဲ့ပုံတူသောခွက်သုံးခွက်ရှိရမည်မိခုံတိုင်း၌လည်း ဘူးကြာပွင့်နဲ့အတူဘာရန်ဒီနဲ့ပုံတူသော ခွက်လေးခွက်ရှိရမည်မိခုံတိုင်းဒဲကထွက်သော အလက်6လက်ရှိသည့်အတိုင်းအလက်နှစ်ဖက်အောက်၌လည်းဘူးဒီတလုံးရှိရမည်ဘူးများ အလက်များတို့ကိုတကူတဆက်တီဖြစ်စေ၍မိခုံတကူလုံးကိုရွှေစင်နဲ့ထုလုံရမည် မိခွက်ခုနှလုံးကိုလည်းလှုပ်ရမည်စပွဲကိုလင်းစေခြင်းကထုံမိခွက်ကိုထုံရမည်မိညက်နဲ့မိညက်ခံเสียခွက်တို့ဒီလဲရွှေစင်ဖြစ်ရမည်မိခုံနဲ့မိခုံတစားရှိသည်မြတ်တို့ကိုရွှေစင်အခွက်၁၀နဲ့လှုပ်ရမည် တောင်ပေါ်မှာတင့်အားပြခဲ့ပြီးတော့ပုံနဲ့ညီလောစွာ လှုပ်ခြင်းကတတိပြုရပြီ